ရိုနိုနဲ့ကက်စမီရိုကဘာကြောက်ယူနိုက်တက်ရဲ့လက်ကျင်ကန်အစီအစဉ်လေးကိုလွဲချော်ခဲ့ကြတာလေ။အားလုံးပဲမင်္ဂလာပေါ့များမန်ချက်စတာဖုတ်ဘောဆောင်တင်ဆက်နေပါတယ်။မန်ချက်စတာယူနိုက်တက်အသင်းကတော့လာမယ့်လီဗာပူးအသင်းရဲ့ပရီးမီးယားလိပွဲစဉ်အတွက်လက်ကျင်ပြင်ဆင်မှုတွေကိုစတင်ပြုလုပ်နေပြီလည်းဖြစ်ပါတယ်။ကစားမတော်တော်များများကလည်းနိုင်ငံအသင်းတွေကနေတာဝန်တွေကိုစီးပြီးဆုံးပြီးမို့လို့ကလပ်အသင်းတွေနဲ့ပြန်လည်ပူးပေါင်းနေကြပါပြီ။နိုက်တက်အသင်းရဲ့စီနီယာကစားမအများစုနဲ့လူငယ်ကစားမတွေကလည်း အသင်းကြီးနဲ့ပူးပေါင်းပြီးတော့လေ့ကျင့်ခန်းစီးနေကြပါပြီ။ဒါပေမဲ့ United ရဲ့လေ့ကျင့်ခန်းအစီအစဉ်ဒီမှာအသင်းရဲ့ဒီကကစားမားတွေဖြစ်ကြတဲ့ Bruno Fernandes နဲ့ Casemiro တို့ကတော့မမြင်တွေ့ကြကြပါဘူး။ United ရဲ့သတင်းပေါ်ပြချက်မှာတော့အသင်းဘက်က Bruno နဲ့ Casemiro ကိုနားရက်အချင်းပိုပေးထားခဲ့တာပါ။ Bruno နဲ့ Casemiro ရဲ့ပေါ်တူဂီနဲ့ဘရာဇီးအသင်းတွေကပွဲကစားတာတွေနောက်ကျခဲ့ပါပြီ။အဲဒါကြောင့်မလို့အသင်းဘက်ကကစားမားတွေကိုသွားချိန်လာချိန်နဲ့အနားယူချိန်ရအောင်လို့အချင်းပိုခွင့်ပေးထားခဲ့တာပါ။ရတကတော့ရှေ့လာမဲ့ပရီးမီးယားလိပွဲစဉ်ဖြစ်လစ်ဗာပူးအသင်းကိုအဝေးကွင်းဖြစ်တဲ့အန်ဖီးမှာတွားရောက်ရှင်ပြန်ကစားသွားမှာဖြစ်ပါတယ် ညတဲ့အတွက်ကတော့ခက်ခဲကြမ်းတမ်းတဲ့ဝေခွင်ပွဲစဉ်တပွဲကိုရှင်မြန်ကစားသွားရမှာပါ။ကစားမားတွေအများစုကလည်းနိုင်ငံအသင်းပွဲတွေကစားထားခဲ့ကြရတာကြောင့်အကြံခံမှုပြေဝနေဖို့အားယူဖို့လည်းလိုအပ်နေပါတယ်။ကက်စမီရိုကလည်းအသက်အရွယ်ရနေပြီဆိုပေမဲ့အတွေ့အကြုံကောင်းလို့အရေးကြီးပွဲတွေမှာဆိုရင်တော့ Emoring ကထုတ်သုံးလေးရှိပါတယ်။ Bruno Fernandes ကတော့အသင်းကောင်းဆောင်လည်းဖြစ်ပြီးအသင်းရဲ့ရေးပါဆောင်ကစားမားဖြစ်တာမို့လို့ပွဲတိုင်းမပါမဖြစ်ပါဘူး။အဲဒါကြောင့်မလို့ဒီကစားမားနှစ်ဦးလုံးကလည်းလီဗာပူးအသင်းရဲ့ပွဲစဉ်မှာပွဲထွက်လာဖို့ရာခိုင်နှုန်းများနေပါတယ်။ ဒီနေ့တင်ဆက်မှာကတော့ဒီလောက်ပါပဲနောက်ဆုံးရအကစားသတင်းတွေအပြောင်းအရွှေ့တွေနေနဲ့စိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးမှာမလို့ page ကို like and follow လုပ်ထားပြီးတော့ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောနေနေဒီကုန်းချုပ်ပါရခင်ဗျာ